ဘာကြောင့် STV ရဲ့တုတ်ကင်ကအဲ့ချင်းနေမှာ listing စီးရင်ဝင်ဖြစ်ဖို့ဖြစ်လာတာလေပေါ့နော် STB token က exchange listing ဖြစ်ဖို့ဘာလို့လုပ်ရလဲဆိုတာထက်ပေါ့နော် STB ရဲ့ဖြတ်တန်းခဲ့တဲ့ key မှတ်တမ်းလေးတစ်ခုကိုပြန်ပြီးတော့နည်းနည်းအဲဆွေးနွေးခြင်း ਨੇ browser STB ကိုကျွန်တော်တို့မိတ်ဆက်လာခဲ့တာအားလုံးသိတဲ့အတိုင်းပဲ2023မှာစမိတ်ဆက်လာခဲ့ကျွန်တော်တို့ ASEAN မှာ ထမအဆုံး crypto ban ဆိုတဲ့ပုံစံနဲ့ထွက်လာခဲ့တယ်ပေါ့နော်အဲ့ဒီနောက်မှာကျွန်တော် ICO တွေလာတယ် initial coin alpha rate ပေါ့ဒီနေ့ကျွန်တော် workshop လာကြိုင်းတဲ့သူတွေက STB token holder တွေဆိုရင်ဒီ ICO မှာပါဝင်ခဲ့တဲ့သူတွေဖြစ်ကြလိမ့်မယ်အဲ့ဒီလိုမျိုး ICO ကနေပြီးတော့ round 1 round 2နှစ်ခုကနေပြီးတော့ဒေါ်လာ25 million ကျော်ရှားခဲ့ဒေါ်လာရင်းဒေါ်လာကျွန်တော်အထောက်အကူဖြစ်ခဲ့တဲ့အပိုင်းတွေရှိတယ်နောက်ပြီးတော့ STB မှာကျွန်တော်တို့ဒီ trusted community တွေရှိရယ် STV ရဲ့ community တွေရှိတယ်လို့ Supreme Bee community တွေရှိတယ်လို့ပေါ့နော်ကျွန်တော်တို့မြန်မာ crypto community အတိုင်းအဝိုင်းကလည်း STV အတွက်အငြင်းရန်အစဉ်သင်ရှိနေကြတယ်မြန်မာ crypto community အတိုင်းအဝိုင်းဆိုရင်အဓိကကျွန်တော်တို့အာမြန် crypto တို့ crypto nova တို့ go တို့ sh တို့အစရှိတဲ့ဖြစ်မှာနော်ဒီ community တွေကလည်း crypto နဲ့ပတ်သက်လို့ဒီလိုမျိုးကျွန်တော်တို့ မျိုးပန်တစ်ခုကိုကိုယ့်ရဲ့မြန်မာရဲ့ပထမအဆုံးမျိုးပန်တစ်ခုကိုစပို့ပေးဖို့အသင်ရှိနေကြတယ်။နောက်တစ်ခုကကျွန်တော်တို့အခုလက်ရှိအချိန်မှာအလုံးတည်းအတိုင်းပဲ exchange listing သွားဖို့အတွက် approve ပဲစောင့်နေကြတယ်ပေါ့နော်။ဒီရက်ကအာအင်္ဂစီနဲ့ကိုမာလင်တို့ပြောထားတဲ့အထင်မှာလည်း exchange listing နဲ့ပတ်သက်လို့ပေးထားတဲ့ information တွေအများကြီးပါသွားပြီ။အဲ့တော့ exchange listing သွားတာနဲ့ပတ်သက်တဲ့ information တွေကိုတော့ကျွန်တော်ဒီနေ့ အများကြီးဆက်ပြီးတော့မပြောတော့ဘူးအဘာကြောင့်လိုအပ်လဲဆိုတော့ရှူတောင်းကနေကျွန်တော်အဓိကဆွေးနွေးသွားမယ်ပေါ့နော်အဲ့တော့ STB ကကျွန်တော်တို့ကိုလေးကို blog ချင်းပေါ်မှာတိစောက်ထားတဲ့နေရဘန်တစ်ခုပြီးပြီဆိုရင်ဂျာကာလာဟိုဘန်ကနေပြီးတော့ license ယူထားတဲ့အဖွဲ့အစည်းတစ်ခုလို့လည်းပြောလို့ရတယ်ဒီဒေါ်လာရေးပေါ်မှာလည်းကျွန်တော်တို့အထောက်အကူပေးနိုင်မယ့်အဖွဲ့အစည်းတစ်ခုဆိုတာလည်းကျွန်တော်တို့ယုံကြည်ရတယ်ပေါ့နော်ဒါက STB ရဲ့ဖြတ်တန်းခဲ့တဲ့ခီးစဉ်တစ်ချောင်းနဲ့မှတ်တမ်းလေးတွေဖြစ်ပါတယ် ဆိုတော့နောက်ထပ် slide လေးတပေးပါအောင်ခင်ဗျာကဲအဓိကအကြောင်းအရာခုနကလည်း group chat ထဲမှာအများကြီးဆွေးနွေးသွားခဲ့ကြပြီဘာကြောင့် STB token ကအဲ့ချိန်ဒီပုံမှာ listing လုပ်ဖို့လိုတာလဲပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်အချက်ကလေးလေးချက်ထုတ်ထားတယ်တခုကဈေးဝယ်ရှာဖွေဖို့ဈေးဝယ်ရှာဖွေဖို့ဆိုတာတဲ့ကျွန်တော်တို့ STB token တွေကို ICO round 1 round 2မှာဝယ်ခိုင်းခဲ့ကြတယ်ဒီ token တွေကကျွန်တော်တို့အာ ဝယ်ခဲ့ပြီးပြီဆိုရင် ပြန်ပြီးတော့ကျွန်တော်အယောင်းဝယ်လုပ်လို့ရတဲ့နေရာတစ်ခုရှိဖို့လိုအပ်တာပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒါဒီလိုမျိုးအာဈေးွက်တစ်ခုပေါ်လာဖို့အတွက်ဆိုရင်အဲ့ချင်းတွေကို list တင်သွားမှာပဲရှာလိမ့်အဲ့ချင်းတွေကို list တင်သွားမှာဒီ token ကိုကျွန်တော်24/7အယောင်းဝယ်လုပ်လို့ရမယ်ခုနကလည်း group chat ထဲမှာဆွေးနွေးသွားကြတယ်24/7အယောင်းဝယ်လုပ်ဖို့မှန်ပါတယ်ဒီလိုမျိုးအဲ့ချင်း list တင်သွားမှာဒါလေကျွန်တော်တို့တွေက ဒီ token တွေကိုအာ24/7အကြောင်းပဲလုပ်လို့ရမယ်။အဲဒါကအဲ့ချင်းနေမှာ listing လုပ်လိုက်ခြင်းအဖြစ် liquidity လည်းပို့ပြီးတော့ရလာမယ်။အရင်ထက်ပို့ပြီးတော့လွယ်လွယ်ကူကူအကြောင်းပဲလုပ်လို့ရလာမယ်။အရင်ထက်ပို့ပြီးတော့လွယ်လွယ်ကူကူအကြောင်းဝင်ဆိုတာကကျွန်တော်တို့ ICO round 1 round 2မှာဝယ်ခဲ့ကြရတယ်ဆိုတာတော့အခက်အခဲတွေအများကြီးကိုကြော်ဖြတ်ပြီးမှဝယ်ရချရတဲ့သူတွေရှိကြတယ်ပေါ့နော်။သို့တော့ အဲ့ချင်း listing မှာဒါရောက်သွားပြီအဲ့ချင်းမှာဒါ detail ပဲရောက်သွားပြီဆိုရင်အဲ့ဒီထက်ပို့ပြီးတော့လွယ်တဲ့နီလန်းနေနဲ့ STP token တွေကိုဝယ်ခွင့်ရရှာမယ်ပုံမလွယ်ကူစွာနဲ့ကျွန်တော်တို့ liquidity များများနဲ့အရောက်ဝင်လို့လို့ရှာနိုင်တဲ့အခွင့်အရေးတွေရှိလာမှာဖြစ်ပါတယ်နောက်တစ်ခုကတက္ကပါလုံးအတိုင်းတာနဲ့ရင်းနှီးမြှုပ်နှံသူတွေရလာနိုင်တယ်ပေါ့နော်ဒီအချက်ကိုလည်း group chat ထဲမှာဆွေးနွေးသွားကြရတဲ့သူတွေပါတယ်အဲ့ချင်း listing သွားမှကျွန်တော် international ကိုထိုးပေါက်နိုင်မှာပေါ့နော် အာ international ကိုထိုးဖောက်ဖို့ဆိုရင် HA listing သွားဖို့ကအရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ဒါမှအာနောက်ထပ်အစ်စ်အစ်စ်တော့ယင်းနှိမ့်နှံသူတွေဝင်လာကြမယ်။ investor တွေဆိုတာကလည်းအာ project တကူကိုအလကားနေယူဝင်ပြီးတော့ယင်းနှိမ့်နှံကြတဲ့သူတွေမဟုတ်။ international မှာရှိနေတဲ့ယင်းနှိမ့်နှံတဲ့သူတွေဆိုတာကသူတို့ဘက်ကလည်း project အစ်စ်အစ်စ်တွေကိုလိုက်ရှာတယ်။လိုက်ရှာတဲ့အချိန်မှာဒီ project ကဘယ်လောက်အထိယုံကြည်ရမှုရှိနိုင်လဲ။ယင်းနှိမ့်နှံတက်လာဆိုတာတွေကိုတိုင်းတာတဲ့အချိန်မှာ အဲ့ချိန်မှာ list ဖြစ်ထားလားမဖြစ်ထားလားဆိုတဲ့အချက်ဒီပေါ်မှာလည်းမူတည်ပြီးတော့စဉ်းစားကြတာပဲရှိတယ်။ token တစ်ခုကအဲ့ချိန်မှာ list လောက်ထားလိုက်တယ်ဆိုရင်အဲ့ဒီအဲ့ချိန်ပေါ်မှာ list လောက်ထားတာကယုံကြည်မှုတစ်ခုကိုဖန်တီးပြီးသားဖြစ်စေတယ်ပေါ့နော်။အဲ့ဒီလိုမျိုးယုံကြည်မှုတစ်ခုကိုဖန်တီးပြီးသားဖြစ်တဲ့အတွက် investor တွေအတွက်ပြန်ပြီးတော့စဉ်းစားမယ်ဆိုရင်ပို့ပြီးတော့ဒီ token ပေါ်မှာဒီ project ပေါ်မှာယုံကြည်မှုတစ်ခုရှိလာရမှာဖြစ်ပါတယ်။ဒါကဂျီနီမြောက်နံမှုအသက် ဂျင်းနီမြောင်းနန်သူအစ်စ်တွေကိုရှာဖွေခြင်းလဲဆိုရင်ထေချာရေကျွန်တော်တို့ aging list တင်သွားမှရမယ်နောက်တစ်ခုကတော့ printer revolution ပေါ့နော်ကျွန်တော်တို့မြန်မာမှာဆိုရင်လည်း STB ကဒီလိုမျိုး token list တင်သွားနိုင်မယ်ဆိုရင်အာဒီ printer ခန္ဓာရဲ့အဓိကအခန်းခန္ဓာတစ်ခုကနေပါလာမယ် STB မှာမဟုတ်နောက်ထပ်တခြား printer level က project တွေအဲ့ aging list တင်သွားခြင်းလဲဆိုရင်ဒီကနေအထောက်အကူအများကြီးဖြစ်သွားနိုင်တဲ့အပိုင်းတွေမှာရှိဆိုတော့ STB token listing သွားဖို့ကအရေးကြီးတဲ့အချက်တည်းဆိုတော့ဒီနေရာမှာကျွန်တော်က STB token listing သွားခြင်းထပ်ပေါ့နော် crypto project တခုအဲ chain listing သွားရဲဆိုတာကအဲ့ဒီ project ရဲ့အရေးကြီးတဲ့ milestone တခုဖြစ်ပါတယ်ဒီလိုမျိုးအဲ chain listing သွားဆိုတာ STB မှာမဟုတ်ဘူးနော်တခြား crypto project တွေမှာလည်းဒီတိုင်းပဲအဲ chain listing သွားဖို့ဆိုတာကသူတို့ရဲ့အရေးကြီးတဲ့အမှတ်တိုင်တခုအဲ့ဒီအမှတ်တိုင်ကိုရအောင်သွားကြလေရှိတယ် ဒီလိုမျိုးအဲ့ဒီမှတ်တမ်းကိုရောက်သွားပြီဆိုရင်အာ token ကအခုထပ်ပို့ပြီးတော့လူတွေပို့တည်လာမယ် investor တွေရလာမယ် liquidity တွေပို့များလာမယ်ပြီးပြီဆိုရင်အာ trust rating တခုရှိလာမယ် listing မှာလည်းအဲဒီလိုမျိုးဖြစ်သွားခြင်းအဖြစ်လူတွေယုံကြည်မှုတခုလည်းရလာမယ်ပြီးပြီဆိုရင်အာအချိန်မီ၍အကြောင်းမယ်လို့လို့ရမယ်24/7လို့ကျွန်တော်ပြောခဲ့တယ်လုံးဝပိတ်ရမရှိတဲ့ market တခုကိုကျွန်တော်တို့ရမှာပါ ကျွန်တော် traditional finance နဲ့ပဲမှာရှိတဲ့တချို့ market တွေဆိုရင်စနေတိုင်းတွေပိတ်တာမျိုးတွေရှိတယ်လीเนาะသို့တော့ crypto မှာက exchange တွေက24/7အရှာဝယ်လုပ်လို့ရှာနိုင်မှာဖြစ်ပါတယ်ပိတ်ရမရှိဘူးအာကိုညတနားရီလောက်မှာထားပြီးတော့ STP token တွေထားဝယ်နေတယ်ဆိုလည်းဝယ်လို့ရမယ်နှစ်နာရီသုံးနာရီမှာဈေးကူပေါက်လို့ထားဝယ်နေတယ်ဆိုလည်းဝယ်လို့ရမယ်ဒီလိုမျိုး24/7အရှာဝယ်လုပ်လို့ရှာနိုင်တဲ့အခွင့်အလမ်းတွေလည်းရှိလာမယ်နောက်တစ်ခု exchange တွေမှာများများဆဆ list နိုင်လေးလေး အဲ့ချိန်တစ်ခုထဲမှာ list တာထဲပေါ့နော်အဲ့ချိန်၄၅ခုမှာ list တယ်ဆိုရင်ဒီ token အပေါ်မှာပို့ပြီးတော့လူတွေရဲ့ယုံကြည်မှုရှိလာတယ်။နောက်တစ်ခုက liquidity ကပို့ပြီးတော့ခိုင်မာမှုရှိလာတယ်။အဲ့ချိန်မှာမြအဲ့ချိန်များများမှာ list လေးဒီ token ရဲ့အာစိနှုန်းခိုင်မာမှုကပို့ပြီးတော့ကောင်းလေပေါ့နော်။အဲ့တော့ဒီလိုအခွင့်အလမ်းတွေရလာနိုင်တယ်။ရေရှည်အတွက်ဆိုရင်အာ project တစ်ခု token တစ်ခုရဲ့စိနှုန်း ဇင်းလုံးပေါ်ပါပေါ့နော်ရေရှည်အတွက်ဆိုရင်ကျွန်တော်တို့က community နဲ့ utility ပေါ်မှာအများကြီး motive ပါတယ် community ဆိုတာကအခုလက်ရှိကျွန်တော် STB community ရှိတယ် STB ကိုဝေးရင်ကြတဲ့ community အဲ့ဒီလိုပဲတခြား crypto project တွေမှာလည်းသူသက်ဆိုင်ရာ community တွေရှိကြတယ်အဲ့ဒီ community နဲ့ဒီ token ရဲ့အသုံးဝင်မှုအခမ်းအနားဒီ token ကိုဘယ်လိုနေရာတွေမှာသုံးလို့ရတာလဲအာ gas fee အတွက်လား trading fees အတွက်လားဒါမှမဟုတ်ရင်ဒီ token ကိုထည့်ထားရုံနဲ့တင်အတိုးတွေရနိုင်မှာလား ဒီလိုမျိုးယူတယ်လေဒီယူအပေါ်မူတည်ပြီးတော့ရှင်းရှင်းမှာစကားပြောလို့ရှိပါတယ်။သို့တော့ဂျီတိုကာလာမှာလည်း listing ရဲ့ listing နဲ့ပတ်သက်တဲ့သတင်းတွေက တုတ်ကင်ရဲ့ဈေးကိုကျွန်တော်တို့ခဏတာပေါ့နော်။ယာယီအဖြစ်အာဈေးတက်လာအောင်ဖန်တီးပေးနိုင်တာမျိုးတွေရှိတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ပထမအဦးဆုံးကျွန်တော်ကအချင်းတစ်ခုမှစပြီးတော့ list လောက်လိုက်ပြီးထားပါတော့။အဲ backup ပေါ့ဗျာ backup မှာ STP token ကြီးကို list လောက်လိုက်ပြီး ဒါပေမဲ့တခြား HN မှာ list မလုပ်သေးဘူးသို့တော့ပိတ်ကတ်မှာအရင်ဝယ်လုပ်လို့ရနေတဲ့နေရာကနေပြီးတော့အမ်ကျွန်တော်နောက်ထပ် HN တခုမှာဆက်ပြီးတော့ list လုပ်ထားမယ်ပေါ့ထားပါတော့ Binance ပေါ့ဗျာပိတ်ကတ်မှာ list လုပ်ထားတဲ့ token ကနေပြီးတော့ Binance မှာ list လုပ်တော့မယ်ဆိုရင်သတင်းထွက်လာပြီဆိုရင်လူတွေကပို့ပြီးတော့စိတ်ဝင်စားမှုမြင့်တက်လာကြတယ်ဒါကအာကျွန်တော်တို့ crypto တွေပဲပါက HN ကြီးက သူ့ level လေးနဲ့သူရှိကြရတယ်ဗောနော် Binance ကတော့ဒါအမြင့်ဆုံး level တစ်ခုမှရှိတဲ့အချင်းဒီလိုမျိုးအမြင့်ဆုံး level တစ်ခုမှဒါ list လောက်သွားနိုင်ပြီဆိုရင်လူတွေကပို့ပြီးစိတ်ဝင်စားလာကြတယ်အဲ့ဒီလူတွေစိတ်ဝင်စားမှုများလာတာ ਨੇ အများဒီ token ရဲ့ဈေးပုံမှာလည်းအများကြီးတက်ရောက်မှုရှိလာလိမ့်ရှိပါတယ်ဒါကတော့ exchange listing သွားတဲ့အတွက်ရရှိနိုင်မယ့်အချို့ကျေးဇူးတွေရရှိနိုင်တဲ့အခွင့်အလမ်းတွေပေါ့နော်ဒါပေမဲ့ exchange listing သွားတာကဟာကျွန်တော်အခုပြောနေရတော့အရင်လွယ်တာပေါ့နော် exchange listing exchange listing တချင်း list တင်သွားဖို့အတွက်ကလည်းဖြတ်ကျော်ရတဲ့အစင်တွေကအများကြီးရှိတယ်။လွယ်ကူနေတာမျိုးတော့မဟုတ်ဘူး။လွယ်ကူနေတာမျိုးမဟုတ်တဲ့အတွက်အဲအချင်း list တင်သွားတဲ့အချိန်မှာသူဖြတ်ကျော်ရတဲ့ process တွေအာအချင်းတိုင်းကတော့တွေ့ကြရ project တွေတွေ့ကြရတုတ်ကင်းနေအကုန်လုံးပေးတင်နေရဆိုရင်သူတို့ဘက်ကလည်းသူတို့အချင်းရဲ့အာကျွန်တော်တို့ဘယ်လိုပြောမလဲ level ကိုထမ်းရတရားကိုအဲ့ဒီလိုမျိုးထမ်းရတာဖြစ်တဲ့အတွက်သူတို့မှလည်းဒီ token နဲ့ပတ်သက်လို့စစ်ဆေးတဲ့အချက်တွေအများကြီးရှိတယ်။ဒီ token ကစင်မြင်ဥပဒေတွေအန်ဒီပညာတွေအရာဘာတွေလိုအပ်နေသေးလဲစင်မြင်ဥပဒေတွေအရာအာအဆင်ပြေနိုင်လားအဆရှိတဲ့ပြင်ပေါ့နော်ပြီးရင် marketing အနေနဲ့ဘယ်လိုမျိုးလေးလာမှာလဲအဆရှိပြင်ပြင်ရတဲ့အပိုင်းတွေအများကြီးရှိတယ်။နောက်တစ်ခုကအာကျွန်တော်တို့ဒီနာမည်ကြီးအချင်းကြီးအများစုကအလကားပေးတင်တာမျိုးတွေနေတယ် သူတို့အဲ့ချိန်မှာ list ဖို့အတွက်အာ project ဘက်ကနေကုန်ကြရမယ်ကုန်ကြစေးတချို့တွေကလည်းရှိကြတယ်အာသူတို့ပေးတယ်မို့စူးစမ်းကြတဲ့နေရာမှာလည်းသူတို့ဘက်က token nominee တွေကအစာစစ်တယ်ပေါ့နော်ဒီ token nominee တွေကဘယ်လိုမျိုးခွဲဝေထားလဲ project team ကနေဘယ်လိုကင်ထားလဲ user တွေကဘယ်လိုကင်ထားလဲဒီလိုအရာတွေအများကြီးကြည့်ပြီးတော့မှအဲ့ချိန် listing ဆိုတာက ဖြစ်လာတာပါအဲ့တော့အဲ့ချိန် listing ဆိုတာကလည်းလွယ်လွယ်နဲ့ဖြစ်လာတာမျိုးတော့မဟုတ်ဘူးအဲ့ချိန် listing သွားပြီဆိုရင်လည်း ရှေ့မှာပြောခဲ့တဲ့အကျိုးကျေးဇူးတွေအများကြီးရလာနိုင်တယ်။အာဈေးကွက်တစ်ခုရှိလာမယ်။ပို့ပြီးတော့လဲလဲကူကူရောင်းဝယ်လို့ရလာမယ်။လဲကွက်တတိတွေများလာမယ်။ကဘာနဲ့ကရှင်မြုံနယ်သူရဲ့စိတ်ဝင်စားမှုတွေရလာမယ်။ပြီးတော့ကျွန်တော်မြန်မာအနေနဲ့ဆိုရင်လည်းဒီ Fintech ကဏ္ဍကိုဥဆောင်နိုင်တဲ့အဖွဲ့အစည်းတစ်ခုအဲဥဆောင်လာနိုင်မယ်။ဒီလိုအကျိုးကျေးဇူးတွေရရှိမှာဖြစ်ပါတယ်။ဆက်နောက်ထပ် slide လေးဆက်ပြီးတော့တောင်းပေးပါဦး။ Okay ။ရှင်းမှာကျွန်တော်ပြောသားတဲ့အထက်မှာစားလိုက်ကြမလားတော့မသိဘူး။ ကျွန်တော်တို့က crypto project တခုရေရှိအောင်မြင်ဖို့အတွက်ဆိုရင်အဲ့ဒီ project က community နဲ့ utility ရည်ကြီးတယ်ဆိုတာလေးပြောခဲ့ဆိုတော့လက်ရှိ STV token မှာရှိနေတဲ့ utility ကိုကျွန်တော်တို့ share ဖို့ရည်ကြီးတဲ့အချိန်မှာ utility အနေနဲ့နှစ်ခုရှိနေတာကိုတွေ့ရတယ်အဲ့ဒါကပါလဲဆိုတော့ STV token ကိုသုံးပြီးတော့ကျွန်တော်တို့ unlock လုပ်လို့ရတယ်အတိုးယူလို့ရနေတဲ့အစီအစဉ်တစ်ခုရှိတယ်နောက်တစ်ခုက STB လုံလို့ခေါ်တဲ့ STB token တွေထည့်ပြီးတော့ချင်းဝေယူလို့ရတဲ့အစီအစဉ်တွေရှိနေဒါတွေကပြောရမယ်ဆိုရင် STB token ရဲ့လက်ရှိ utility တွေဒါတွေအပြင်ပေါ့နော်တခြားအသုံးဝင်တဲ့နေရာတွေအများကြီးဖန်တီးပေးလာနိုင်နေဆိုရင်ဒီ token ရဲ့အာ token holder တွေအပေါ်မှာလည်းအကျိုးအများအများကြီးဖြစ်ထွန်းလာနိုင်တယ်ဒါကတော့ STB ဘက်ကတာဝန်ရှိတဲ့သူတွေအပေါ်မှာလည်းအများကြီးမှုတည်ရလို့ကျွန်တော်တို့ထင်တယ် အဲ့တော့ utility တွေအများကြီးထက်ထွက်လာဖို့ဆိုရင်အာကျွန်တော်တို့ community အနေနဲ့လည်းဝိုင်းပြီးတော့အာတာဝန်ဖို့လိုတယ်လို့ဒီလိုမျိုးအာ and loan အပြင်တခြားကျွန်တော်မမျောလင့်ထားတဲ့အရာတွေပြအများကြီးဖြစ်လာလို့ရတယ်ဒီ token သုံးပြီးတော့ဗာပေးမှလည်းနောက်ဆုံးအာ payment တစ်ခုအနေနဲ့ပေါ့နော်ဈေးဆိုင်မှာဈေးဝယ်ဖို့အတွက်ဒီ STB token နဲ့ဝယ်လို့ရမှာလားအာပြီးပြီဆိုရင်ဒီ STB token ကိုသုံးပြီးတော့ဘယ်လိုမျိုးအရာတွေမှာသုံးလို့ရမလဲဒီလိုမျိုး utility တွေအများကြီး ဆက်ပြီးရှိလာနိုင်တယ်ဟုတ်တယ် product set warfare ရှိသေးတယ်ရှိရက community call မှာနားထောင်ခဲ့တဲ့သူတွေဆိုရယ် product number 6ပေါ့နော်ဘာလာမလဲတော့မသိဘူး product number 6ကျွန်တော်ကိုယ်တိုင်လည်းအဲစိတ်လှရှားစွာစောင့်မျှော်နေတယ် product number 6လာပဲဆိုရင် STB Tokyo သုံးပြီးတော့ usability တခုအနေနဲ့ဖန်တီးလို့ရတဲ့အရာမျိုးတွေလည်းဖြစ်လာနိုင်တယ်ဒါကတော့လက်ရှိ STB ရဲ့ usability ပဲဒါကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါတယ် token ရဲ့ရေရှည် long term အတွက်ဆိုရင် ရွေးတယ်တီများများရှိလေဒီတိုကင်အတွက်ကပို့ပြီးတော့အကျိုးရှိလေဖြစ်ပါတယ်